မြန်မာနိုင်ငံရှိနိုင်ငံရေးပါတီတွေအနေနဲ့လူငယ်မျိုးဆက်သစ်တွေကိုမွေးထုတ်ဖို့လိုအပ်သလိုလူသားရည်ကြီးမှုကိုလည်းထုတ်ဖော်ပြတဲ့ပလက်ဖောင်းတစ်ခုအားလက်ဆင့်ကမ်းပေးတင်ကြောင်းရန်ကုန်တိုင်းဒေသကြီးလတ်တာမြို့နယ်မှာတတိပုဂ္ဂလကိုစလဲလောင်ဒေါ်စန္နာမင်းက CNN သတင်းဌာနကိုပြောပါရယ်။ငင်းငယ်ရေးအတွက်မျိုးဆက်သစ်လူငယ်တွေကိုလေ့ကျင့်တင်ကြားမွေးထုတ်ပေးဖို့လိုကြောင်းပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးရာပြေကအောက်တိုဘာ24ရက်ကပြုလုပ်တဲ့တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစေးရေးသဘောတူစာချုပ် NCA စနစ်ပြည့်နှစ်ပတ်လည်နေ့ ခန်းအနားပြန်လည်သုံးသပ်ခြင်းအစည်းအဝေးမှာပြောကြားခဲ့ပါတယ်နိုင်ငံရေးလှုပ်တာဟာအရေးအတွက်နဲ့လှုပ်ရတဲ့ပလက်ဖောင်းတစ်ခုမဟုတ်ကြောင်းတကယ့်ကိုစိတ်သက်ခိုင်းပါတဲ့အဖွဲ့အစည်းပလက်ဖောင်းတစ်ခုဖြစ်ကြောင်း2025ရွေးကောက်ပွဲဝင်ပြိုင်မဲ့လတာမြို့နယ်မှာတတိပုဂ္ဂလကိုယ်စားလှယ်လောင်းဒေါ်စန္နာမင်းကစီအန်အန်သတင်းဌာနကိုပြောပါတယ် ့ပါပီနိုင်ငံရေးဆိုတာလူမှုမျက်နှာမှုအနည်းဆုံးဖြစ်ပြီးတော့ဆက်ဆက်ပြင်းပြင်းထန်ထန်လမ်းကြောင်းနဲ့စနစ်တစ်ခုပြီးဆောက်တဲ့လမ်းကြောင်းပေါ်ကိုတက်တဲ့အဖွဲ့အစည်းတစ်ခုပလက်ဖောင်းတစ်ခုလည်းဖြစ်တယ်ဒီလိုညီညွတ်မှုကိုဟလာနောင်ရိုးသက်တယ်လူပဲနိုင်ငံရေးဆိုတာက ခုနလိုကြောက်နေကြောက်ဒုံးနေကြိုက်ဒါနဲ့ခုအတနက်နဲ့ပြင်နေမှာအဲ့ဒါနိုင်ငံရေးမဟုတ်ဘူးနိုင်ငံရေးဆိုတာရည်ကျေးမှုတည်းရဲ့အချင်းချင်းညှိနှိုင်းခြင်းဖလဲခြင်းနဲ့ကိုလိုတဲ့စမ်းတိုင်းမှုကြောက်အောင်တွားတယ်ဆိုရယ်ပါတီတစ်ခုကိုအုံချပြီးတော့ပလက်ဖောင်းတစ်ခုကိုအုံချပြီးတွားတယ်ဆိုရယ်ဒီစနစ်တစ်ခုကိုနောင်လာမဲ့လူငယ်တွေအတွက်ကိုလည်းမျိုးဆက်ကိုတေးထားခဲ့ဖို့လိုအပ်ပါတယ်ဒါပေမဲ့အခုပြောင်းလဲထားတဲ့ပါတီတစ်ခုကိုယူရတဲ့တသိန်းရှိမှလို့မားတောင်းရှိမှလို့ဆိုရယ်ဟုတ်တယ်တစ်ခုပြောင်းလဲထားတော့အဲ့ဒီဥပဒေ ီးကတော်တော်ကိုဖြတ်ပြစ်ဖို့ကောင်းတဲ့ဥပဒေတစ်ခုဖြစ်တယ်။ဒါတွေကရေအတွက်နဲ့လုပ်ရတဲ့ platform တစ်ခုမဟုတ်ဘူး။တကယ်လို့ပိတ်သက်ခိုင်မာတဲ့ဆွဲပြီးတစ်ခုဖြစ်တယ် platform တစ်ခုဖြစ်တယ်။နောက်တစ်ခုနောက်မျိုးဆက်ပြီးလို့လည်းအခုလိုမျိုးလူသားယဉ်ကျေးမှုကိုထုတ်ပေါ်ပြတဲ့ platform တစ်ခုကိုလက်ထက်ကမ်းပေးဖြစ်နေမြန်မာနိုင်ငံမှာ2021ခုနှစ်ဖေဖော်ဝါရီတရက်ကမြမတက်မတော်ဟာ NND အစိုးရကို2020ထွေထွေရွေးကောက်ပွဲမဲဆင်းရင်အငင်းပွားမှုအားမဖြစ်ရှင်မဲအစိုးရဖွဲ့စည်းဖို့ကြိုးပမ်းနေလို့ဆိုကဖြုတ်ချပြီး အုပ်ချုပ်လျက်ရှိပါတယ်။အဲဒီနောက်မြန်မာနိုင်ငံရှိလူငယ်တွေဟာမြမနိုင်ငံရေးကိုမဲပုံးတွေကအဆုံးဖြတ်ပေးမှာမဟုတ်ဘဲလက်နက်တွေကသာအဆုံးဖြတ်ပေးတာလို့ယုံကြည်လာကလက်နက်ကင်တော်လန်ရေးကိုဆင်နွှဲပြီးမြမတက်မတော်အားဖြုတ်ချဖို့ကြိုးပမ်းလျက်ရှိပါတယ်။အဆိုပါလက်နက်ကင်ပြည်ပခါတွေကျေပြန့်ပြင်းထန်နေချိန်မှာနိုင်ငံရေးပါတီတွေဟာနိုင်ငံရေးပေါင်ကျင်းလာသလိုလူငယ်တွေကိုမွေးထုတ်ပေးနိုင်ခြင်းလည်းမရှိဘဲဖြစ်လာနေပါတယ်။ပါတီတွေအနေနဲ့တင်းနှဲတွေပေးပြီးမျိုးဆက်သစ်လူငယ်တွေကိုမွေးထုတ်ဖို့လိုအပ်တယ်လို့ကရင်ပြည်သူ့ပါတီ KP PPP မှဥက္ကရာဒေါနန့်ခင်ရေးဦးက CNN သတင်းဌာနကိုပြောပါတယ်ညမောကလေးတွေအတွက်လက်တင်နန်းတွေပါလို့ပြင်ပြီးငွေထုတ်ရမှာလေအဲ့ဒါလိုအပ်တာပေါ့လူငယ်တွေကြော်တော်များများကဟိုကိစ္စနဲ့ပတ်သက်ပြီးတော့ရှောင်ရတာပေါ့ဟိုရွာတွေမှာဆိုမရှိသလောက်ဖြစ်တယ်လူလက်ပိုင်းနေတဲ့လူကြီးတွေပဲကြံမယ်အဲ့လိုတော့ဖြစ်တာပေါ့ဒါပေမဲ့လူငယ်တွေရှိပါသေးတယ်ကျွန်တော်တို့ကတော့အခုကျွန်တော်တို့ဆံပင်ညင်ချင်းမှုအဖွဲ့လေးတွေ အဲတချို့တော့ဘက်ကလည်းထွက်မရှိတော့တာရှိတာပေါ့ဒါပေမဲ့ရှိနေတဲ့လူတွေနဲ့ကျွန်တော်တို့အခုအပြန်ပြီးတော့ချင်းလုံးလို့လားမမဆိုးပါဘူးတိုင်းတာတခုတည်းဒါပေမဲ့အထက်ကရှိတယ်လူအင်းအားတက်ကြွနဲ့လူတွေတချို့လည်းပါနေတာဘူးအဲ့တော့အခုအခါနဲ့ကြံဆောင်လို့ဖြစ်တာပဲအဲသို့တော်လည်းကျန်းနေသေးတဲ့လူတွေရှိတော့အဲ့အလေးနဲ့ကျွန်တော်တို့ကငွေကြေးပြန်မွေးဖို့ပါတီတွေမှာလည်းလူကြီးတွေကကြီးကုန်ပြီလေပေါ့ပါတီအတွက်ကိုအခုပဲ ြောနေတာနော်လူငယ်တွေနဲ့ပြန်တည်ဆောက်ဖို့လိုတယ်2025ရွေးကောက်ပွဲအလွန်မှာတော့သူတို့လူငယ်တွေပြန်လုပ်ကြမယ်လို့လင့်ပေးတယ်လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ပြည်တွင်းစစ်အတွင်းမှာအရက်သားပြည်သူတွေနဲ့လူငယ်တွေဟာလက်နက်ကင် တိုက်ခိုက်နေကြတဲ့အုပ်စုတွေရဲ့စစ်မှုထမ်းဖို့ဆွဲခေါ်ခံနေကြရတဲ့အတွက်စိုးရိမ်ထိတ်လန့်စွာနဲ့နေထိုင်နေကြရသလိုပြည်ပနိုင်ငံတွေကိုထွက်ပြေးတိမ်းရှောင်ကြရသူတွေလည်းရှိနေကြပါတယ်။